အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကုကြမ်းမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစေးရတာမနေ့ပိုင်းမှာတရားတက်နဲ့ဈေးဖွင့်သွားပါပြီ ဒီနေ့ကနေရနေ6လပိုင်း2025ခုနှစ်မရပိုင်ထိုင်းရွှေဈေးကတော့တရားတက်ပါတယ်96.500ကိန်းလို့ရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9150လက်ဝဲရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ90ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3305.53ညနဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်တဒေါ်လာကိုထိုင်းမှန်ငွေ32.00နဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်96.500ကိန်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထိုင်းမှာလက်က200ရှိပါတယ်လက်ကအပီစီ ရွှေခရက်ဘတ်သားကို9450နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9150နဲ့ပြန်ပြီးတော့လက်ခံပါပါ။ လက်ဝယ်ရနိုင်လက်ခတွေကတော့ဘဏ်ကောင်ထဲမှာတပတ်သားကိုတထောင်ကနေနှထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ကပြောင်းလဲမှုရှိပါတယ်။ဒီအတိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်လုံးဖြတ်ပြီးတဲ့ပြင်ကို4,8500ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေလက်ခစင်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘဏ်ကောင်ထဲမှာဆိုရင်စီးနက်ကလင်စီကော့စခွဲမှာတော်ပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခနဲ့ရငါးပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။69ဒသမ99ရှိတဲ့ထိုင်းရွှေအခဲစီးဆိုင်က ရောင်းတဲ့ဈေးက1ကရမ်ကို3492ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3489ဘတ်နဲ့ပေါင်ဈေးရှိနေပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုအများအားတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကြည့်လို့ပြရှင်နိုင်ကြပါစေ